ငါနှစ်အရွယ်သားရှိသေးပေမဲ့လည်းထူးခြားတဲ့ဉာဏ်ရည်ပိုင်ရှင်ဖြစ်နေတာကြောင့်ကာကြီးခောက်ခွေးနဲ့ ABC ကိုနောက်ပြန်ဆိုပြနိုင်တဲ့မိုးရံပရိသတ်များလုံးမဲမိကလာပေါ့ဘရင်တော် page လေးကနေချွတ်ဆွလိုက်ပါတယ်။သူငယ်တန်းမှာသင်ပေးတဲ့မြန်မာပြည်နဲ့အင်္ဂလိပ် view တွေကိုပြောင်းပြန်ဆိုပြနိုင်ဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါပေမဲ့အသက်၅နှစ်အရွယ်သားရှိသေးတဲ့မိုးရံဆိုတဲ့ကလေးလေးကတော့အားကနေကာကြီးအထိနောက်ပြန်ဆိုပြနိုင်သလုံးဇာကနေအေးအထိလည်းမထင်မငော့ပဲနောက်ပြန်ဆိုပြနိုင်ပါတယ်။ ဘီးတွေကိုစဉ်းစားစရာမလိုဘဲနောက်ပြန်စုပ်ပြနိုင်သူဖြစ်ပြီးအခုမှ grade 1ကိုတက်ရောက်နေတဲ့ចောင်းသားလေးပါ မိုးရံဟာငငယ်ကလေးကညံကောင်းသူဖြစ်ပြီးဘီးရွေကိုနောက်ပြန်ဆို့ပြနိုင်အောင်လေ့ကျင့်ထားတယ်လို့ဆိုပါတယ်။ဆီယမကတော့အစင်လိုက်တင်ပေးထားပေမဲ့လည်းသူကတော့ចောင်းစာကိုလူချင်းစိတ်ရှိတာကြောင့်တေချာလည်လာထားခဲ့တာပေါ့။ចောင်းကိုအပြော်ထားလိုက်ပေမဲ့လည်းညံကောင်းနေပြီးစုရီတောင်ရလာခဲ့ပါသေးတယ်။မိုးရံရဲ့ထွကြချက်ကိုလူတယောက်ကတစ်တော့ပေါ်တင်ပေးလိုက်ရကနေလူသိများတရာပေါ့။မိုးရံတို့မိသားစုကစီးပွားရေးအဆင်မပြေတာကြောင့်ကျူရှင်လည်းမထားပေးနိုင်ပါဘူး။မိဘတွေက꽌လိုက်တာကြောင့်မိုးရံဟာအမေနဲ့ပဲနေရပြီးအမေကဘူးကုန်လေးတွေကောက်ပြီးတော့ចောင်းထားပေးပါတယ်။ မိုးရံရဲ့အကိုကလည်းမစိုးရင်တိုက်တက်မှာကိုရင်ဝင်နေပြီးအမအကြီးကလည်းကြောင်းထွက်ကလှုပ်လှုပ်ရတာပေါ့ကြောင်းထွက်ဖို့အတွက်အဝတ်အစားစာအုပ်ဖိုးနဲ့အသုံးဆောင်တွေကဈေးကြီးတာကြောင့်မိုးရံရဲ့အမေက Green One ကိုတော့မထားနိုင်ခဲ့ပါဘူးကံကောင်းချင်တော့သူ့ကို TikTok မှာတင်ပေးလိုက်ရကနေနမဲကြီးသွားပြီးအလူရှင်တွေပေါ်ပေါက်လာလို့ Green One ကိုတတ်နိုင်သွားခဲ့တာပေါ့မိုးရံအတွက်အဝတ်အစားစာအုပ်အသုံးဆောင်တွေဝယ်ပေးတာကြောင့်ကြောင်းထွက်ခွင့်ရသွားခဲ့ပါတယ်လက်ရှိမှာမိုးရံကမန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ကြောင်မီရွာကကြောင်းလေးမှာတက်နေတာပေါ့ ဂွေဝမ်းကိုတက်ရောက်နေတဲ့မိုးရံကိုချစ်ခင်သူတွေကတော့မုတ်ဖိုးလေးတွေပေးလိုက်ကြပါတယ်။အရင်ငွေရီကိုလည်းမုတ်ဝယ်မစားပဲစာအုပ်တွေပဲဝယ်တဲ့အထက်ကိုပညာကိုလေ့လာလို့စိတ်ရှိနေသူပေါ့။မိုးရံဟာကြောင်းသွားဖို့ဆိုရင်မနက်6နာရီခန့်ကပြင်ဆင်ပြီးသွားပြီဖြစ်ကစာစူးစားသူတယောက်ဖြစ်ပါတယ်။စာကိုခဏလေးနဲ့ဖတ်လိုက်ရင်မှတ်မိလွယ်တဲ့ကလေးဖြစ်ပြီးအတိုင်ငယ်ငယ်နဲ့မိဘကိုလည်းသိတတ်နေပါပြီ။ဘိုးကုံလေးတွေကောက်မှအဆင်ပြေမှဖြစ်လို့ကြောင်းပိတ်ရက်မှာအမင်းနဲ့အတူအလုပ်တွေလိုက်လုပ်ရပါသေးတယ်။ ဒီလိုညာရေးပိုင်ရှင်ကလေးကိုလူအများစုကတော့အခုမှမြင်ဘူးကြပြီတောင်ယုံညာရေးမဟုတ်လို့ဒီထက်ပိုပြီးထူးချွန်စေခြင်းကြပါတယ်ညာရေးထူးချွန်တဲ့မိုးရံကိုမြေတောင်မြောက်ပေးပြီးတော့ပြိုးထောင်ပေးရင်ဒီထက်မကထူးချွန်လာနိုင်ပါသေးတယ်မိုးရံကကြောင်းတော့ရမှာကိုအရန်ပြော်တာကြောင့်အမေကလည်းလုတ်ကိုပေးလေးရှိတာပါရွာကြောင်းလေးမှာထက်နေရပြမဲ့လေမိုးရံကတော့စာချိုးစားသူဖြစ်ပြီးစာချက်ဖို့လည်းမတိုက်တွန်းရပါဘူးလွန်ခဲ့တဲ့နှစ်မှာလည်းတစ်နှစ်လုံးကြောင်းတရမမပြတ်တာကြောင့်ကြောက်တတ်မှန်တဲ့စုကိုရခဲ့သေးတာပါဆီယမတွေကလည်းသူ့ရဲ့ညာရေးကောင်းမှုကိုအတိမတ်ပြုကြ ြီးစုရည်လည်းပေးကြပါတယ်။မိုးရံဟာတာမန်ညံရင်မဟုတ်လို့ပညာရေးကိုဆုံးခန်းတိုင်တဲ့အထိသင်ကြားပေးရင်ထိုးချွန်တဲ့ကလေးတယောက်ဖြစ်လာမှာပါ။သူ့အမိကတော့စီးပွားရေးအဆင်မပြေရင်ကျောင်းထွက်ခိုင်းရမှာဖြစ်ပြီးပညာရေးကိုတော့အပြီးထိသင်ယူစေချင်ပါတယ်။ဒါပေမဲ့တာမီနှစ်ယောက်ထဲရပ်တည်နေရတာဖြစ်တဲ့အပြင်ခက်ခဲလာတဲ့စီးပွားရေးနဲ့ဇယိတ်တွေများပြားလာတဲ့ပညာရေးကြောင့်မိုးရံကတော့အထက်တန်းထိရောက်ဖို့တော့မသေးကြဘူးဖြစ်နေတာပါ။ မိုးရံလေပညာရေးမှာထွေးကြွန်သူတယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။မိုးရံရဲ့ညံရီကတကယ်ပဲထွေးချနေတာလား။ဘေးသက်ကျလို့ရဲ့ပဝင်းချင်မယောဒီလိုထွေးချတဲ့ညံရီပိုင်ရှင်ကလေးလေးတွေရှိလားဆိုတာခေါမမပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။